ြောင်းလဲမှုဆိုတာဘဝအောင်မြင်မှုတွေရဲ့လမ်းစာတစ်ခုပဲဒီတော့စတဲ့ပြောင်းလဲဖို့မမေ့ပါနဲ့ကိုယ့်ရဲ့အနာဂတ်ဆိုတာကိုယ့်အပေါ်မှာပဲမူတည်တယ်ကိုယ့်လက်ရှိဘဝအချိန်ဒီပြောင်းလဲခြင်းရင်အခုကနေစပြောင်းလဲပါဘယ်တော့မှနောက်ကျနေဆိုတာမရှိပါဘူးနောက်မကျသေးပါဘူးကောင်းတဲ့ဘက်ကိုပြောင်းလဲဖို့အစီအစဉ်ဖြစ်နေပါစေ အတွေးမြင်သစ်တွေနဲ့နေ့စဉ်ဘဝကိုစတင်ပြောင်းလဲပါမယ်။အတွေးအမြင်ဟောင်းနေတဲ့အတိတ်သေးကိုတဝဲလည်လည်ပြန်သွားမယ်ပါနဲ့။အတိတ်ကအလေးအထဟောင်းတွေကိုဖြောက်ပြီးတော့အတိတ်တွေကိုစမ်းကြည့်ပါ။အတိတ်အတိတ်တွေစမ်းကြည့်ရင်အထွေကြုံတစ်တွေရောက်လာမယ်။အထွေကြုံတစ်တွေကလည်းဘဝအတွက်လိုရာတွေကိုယူဖို့လိုနေမယ်။ပြောင်းလဲမှုကိုကြောက်တဲ့သူဟာတိုးတက်မှုစီရောက်နိုင်ဖို့ ခက်ခဲနေမယ်ဒီတော့ပြောင်းလဲရတာမကြောက်ဘူးနေ့စဉ်အသေးစားပြောင်းလဲမှုလေးတွေကလည်းစတင်မှာကြီးမားတဲ့ရလက်ကြီးရလိမ့်မယ်ပြောင်းလဲဖို့အချိန်တန်ပြီလို့စိတ်ထဲကပြောလာရင်ချက်ချင်းစတင်လိုက်ပါကိုယ့်ရဲ့အတွေ့အခေါ်တွေကိုအရင်ဆုံးပြောင်းလဲပါကိုယ့်ရဲ့ဘဝလည်းပြောင်းလဲနိုင်မယ်ပြောင်းလဲမှုကအစပိုင်းမှာအစဉ်ပြေချုံးမွေမှာမဟုတ်ပေမဲ့ဖြည်းဖြည်းချင်းစူးစမ်းကြည့်ပါ ပြောင်းလဲမှုကိုအခွင့်အလန်းဖြစ်ပြင်ပါပြောင်းလဲမှုကိုအခွင့်အလန်းအဖြစ်မြင်ပါပြောင်းလဲခြင်းမှာအားလုံးကအခက်အခဲတွေနဲ့ရင်ဆိုင်ရမယ်ဒါဟာပုံမှန်ပါပဲနောက်ပိုင်းမှာတော့အလုံးအဆင်ပြေသွားပါလိမ့်မယ်ပိုကောင်းတဲ့ဘဝကိုကိုယ်တိုင်ကြိုးစားယူပါရမယ်မနေ့ပြန်တိုင်းမှာပိုကောင်းတဲ့ရက်တွေကိုရကြည့်အခုကတည်းကကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာ ချမှတ်ပြီးပြောင်းလဲလိုက်ပါတယ်။ဒါကကျွန်တော်လူငယ်တွေကျွန်တော်မိဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆိုးရိမ်များစွာဖြစ်ပါတယ်။ကျွန်တော်လူငယ်တွေမိဆွေတွေဟာလည်းနေ့တစ်နေ့ကိုပြေပြေရှင်ရှင်နဲ့ဖြစ်တဲ့ရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်။ကျွန်တော်ကတော့ကုညာလေးအောင်ပါ။